အစိုးရကစစ်ကောင်စီဘက်ကိုပေါ်ပေါ်ထင်ထင်ရက်တည်ပြီးညမအေးမှာဝင်ရောက်ဆက်ဖက်နေတာတွေကိုရက်တံမှုညမအေးတက်ကြလှုပ်ရှားသူတွေဟာမေလ29ရက်နေ့ဒေသစံတော်ချိန်မွန်လွဲပိုင်းမှာအမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC မှာရှိတဲ့တရုတ်တန်ယုံရှိမှာဆန္ဒပြခဲ့ကြပါဗျာ။ဒီအာဏာရှင်မင်းအောင်လှိုင်ကိုလောကကြီးချိုးကန်ပြီးတော့ညမပြည်လေးကိုနှုတ်ဆက်နေတဲ့တရုတ်ကွန်မြူနတီပါတီ CCP ပေါ့အဲ CCP ကျန်ဆုံးဖို့ကျွန်တော်တို့အရင်ကဆိုင်အရင်ရတဲ့ဆိုင်အခုစစ်စစ်ပြီးကျန်ဆုံးဖို့ကျွန်တော်တို့ပုံပြီးတော့ညှိနှိုင်းချက်တွေရှိတာစစ်စစ်ပြီးကမကြောက်တဲ့အချိန်မှာကျန်ဆုံးရတော့ဘာဖြစ်လို့လဲဆိုဒီနေ့စစ်စစ်ပြီးပေါ်နေတဲ့နိုင်ငံရေးခင်းချင်းဝင်နေတဲ့တော့မရှိတဲ့သူရဲ့ဘူဝရရီယာလူဦးရေတွေ င်းနဲ့ကြီးလိုက်တယ်ဒီမိုကရေစီစံနှုန်းတွေကျန်စစ်တယ်ဟာအဲလိုဒီမိုကရေစီအတူရောဆိုးရရင်ဖတ်ပြီးတယ်နိုင်ငံငယ်လေးတွေမှာအဲလိုမပွင့်လင်းတဲ့တရုတ်ကွန်မြူနတီပါတီရဲ့စီးပွားရေးဘလောက်ပဲကောင်းကောင်းနိုင်ငံရေးရလူသားမှုမရှိခဲ့ရောသားမှုမရှိတော့မင်းရစီးပွားလည်းပြတ် chiquiqui. Miro diane mató tiene. Miro pia era. No, ayer no va. Ti come bien. Ana sinia. Ana sinia. Taimi o ana taimi. Come bien de chone. Sociali de chone. Aku dine ana sinia. Ay lo no lo. Miro no voy a chocar mi no. Yo y con huevo lo que. Yo y con huevo la idea. Te amo y no lo tuare. Yo y con huevo lo que. ဒါပေမဲ့အဲ့ရွေးကောက်ဝဲမှာဘင်းတို့လိုချင်တဲ့နော်ရှစ်ကျင်းပြလိုချင်တဲ့ပါတီနိုးတွေပဲမင်းတို့ချိုးခဲ့လို့ရတဲ့ပါတီနိုးတွေလည်းမင်းတို့တက်စိတ်တယ်မင်းတို့ကိုချိုးစီပွားတော့ပဲမင်းတို့ကြည့်တဲ့အစိုးရလို့နေတာမင်းတို့ပါတီတယ်ဥပမာငါတို့တိုက်ပြီးပါမင်းတို့ဟိုစိတ်တိုင်းကြလို့ရတယ်ဟာမင်းတို့ချယ်တယ်လို့ရတယ်စက်ဖို့ပါတီစက်ဖို့ပါတီလို့မျိုးမင်းတို့အမြဲ ရှိခြင်းနဲ့နော်ဒေါ်ဆန်းစုကြည်ရဲ့လောကဒီမိုကရေစီဖွဲ့တော်ကဒီမိုကရေစီစစ်မဲ့ဒီမိုကရေစီတော့ကစစ်မဲ့တရားတတ်မှုတိုင်းလုပ်တော့ဘယ်တော့မကျဘူးဘင်္ဂလားတေ့ရှ်ပါအဲ့လိုအိဒီဘင်္ဂလားတေ့ရှ်ပါမင်းတို့စိတ်တိုင်းကြချင်လို့ရတယ်အဝါပီရိပတ်ဒီလိုပဲမင်းတို့သဘောကျတယ်ဘာလို့တော့အိဒီချင်းခဲနေကြမှာမင်းတို့ စိတ်တိုင်းတာချဲ့လို့ရတဲ့သူတိုင်းပါဒီလိုပဲမင်းတို့စိတ်တိုင်းတာမင်းတို့ချဲ့လေအဲ့ဒါကွန်စတီတူရှင်းနေပြည်ရဲ့စစ်တွေနေတော့ပြည်ပြည်စစ်တွေကိုစော်ကားရဲဆိုပြီးတော့ပြည်သူလူထုထောက်ခဲ့တဲ့အစိုးရရဲ့ပြည်သူလူထုတိုက်ခဲ့ပါဒီလုံးဝတက်ခွင့်မရှိဘူးစစ်ကောင်စီအမှန်ရုပ်မှာပတ်ဆက်တဲ့ကျင့်ဝတ်မရှိတဲ့ အချမ်းပဲစစ်ကောင်စီရဲ့စက်ပြီးရတဲ့ဟောပဲဆိုလို့ချင်းတနေ့ကျုပ်တို့ဖွဲ့ရင်နိုင်ငံနိုင်မှာနိုင်တဲ့ခါကျရင်အနာဂတ်ချိုင်းနာနဲ့ဗမာပြည်ရဲ့ဆက်ဆံရေးကဘလို့လာလဲဆိုတော့ချိုင်းနာကောင်းကောင်းသိရမယ် Economically according to the many other countries now is that your product is going down all of the nation Indonesia they knowing about that all your product what you are doing Second thing is that if you don't get in economically colony, you try to live, uh, you try to colony with a you know, weapon. Most of the weapon you create in China, using in Obama. Burmese people is not animal. We are human. You are using that testing to the human body. You know what? We all know that. You give it to that military regime, to the all kind of you are weapon to prone to China, killing our own people because of that military regime. They don't have a the brain. They are brain in a poor of the shit. Those kind of people you deal with. You don't deal with the people who understand in a human being, who smart. Don't kind of people you don't use it. You using that that brain shit, pull out the shit in a, their head. These people doesn't know anything. They only know the money. The money is not going you. That is that you should need to know about it. If you are, you with that that military region. While well, we are we are winning the war right now. The war is a you are not welcome to the all our, our country. You have to think about that. And now, right now, second thing, you must not start supporting to the military region. We go into the you know like the describe that you are pipeline, the gas pipeline. So think about that. That is how you know like we are warning you about that too. Now how many base who watching power that you know that pipeline. Two other is that uh, you know like going down right now. We had two more things to go. You had champ to the sword into the that military regime. One more thing, China. We are winning and after we win and we wipe out that military regime. Our relations, future relationship with China, Obama, is going to be I don't know what's going to happen. China, okay? That's my message, okay? If you stay standing with the wrong side, our future relationship is going to be ruined. Future is in our hand, China. You have to understand. Washington DC ကိုရောက်ရှိနေတဲ့မြန်မာຫນွေဘွားတွေဟာအပတ်စဉ်မြန်မာတန်ယုံတရုတ်တန်ယုံနဲ့တရုတ်တန်မတ်နေရှိလိုမှာဆန္ဒပြဖို့တွေဇက်တိုက်ပြုလုပ်ခဲ့ပြီးမြန်မာပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုထောက်ထားဖို့တိုက်တွန်းခဲ့ကြပါတယ်